လာပါရှင်ချင်းလန်းချင်းနဲ့တရင်ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်အပရလ10ရက်နေ့နောက်ဆုံးရရှိထားတဲ့တရင်များကိုတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်တရင်ကောင်းစဉ်တွေကတော့ငားလာကြာပေါ်ဆောင်ခဲ့တဲ့ဖလန်းမြုပ်တင်စစ်စင်ရေးအောင်မြင်ပြီဖြစ်ကြောင်းချင်းငင်အောင်ထုတ်ပြန်ကြောင်းမင်းတက်နဲ့ဒီရင်မြို့နေအကျံဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွင်အရက်သားပြည်သူ၁၀ဦးထက်မနည်းတိတ်ဆုံကြောင်းဝန်သူမြို့နေနန်းခမ်းစေယုံကို စစ်ကောင်စီကပုံကျဲတိုက်ခိုက်မှုတွင်ဒေသခံပြည်သူ30နီးပါးတေဆုံးကြောင်းဗမော်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်အရာရှိ၈ဦးအပါအဝင်တပ်ဖွဲ့ဝင်900နီးပါးတေဆုံးပျောက်ဆုံးမှုရှိကြောင်းငလင်ပေးတံကြုံနေချင်းစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးဖြင့်တိုက်ခိုက်မှုကြောင့်အယက်သားပြည်သူ90ကျော်တေဆုံးလို့ UNG ပြောကြားကြောင်းတို့ပဲဖြစ်ပါရခြင်း ၅လကြာပေါ်ဆောင်ခဲ့တဲ့ဖလန်မြူတင်းစစ်စင်ကြီးအောင်မြင်ပြီးဖြစ်ကြောင်းချင်းငင်တော်ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ချင်းငင်တော်နဲ့မဟာမိတ်တဖွဲ့များကပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာစတင်ဖော်ဆောင်ခဲ့တဲ့ချင်းငင်တော်စစ်စင်ကြီးဖလန်မြူတိန်တက်ပွဲဟာငါးလအကြာ2025ခုနှစ်အပရလ9ရက်နေ့မှာပြီးမြောက်ခဲ့ပြီဖြစ်ကြောင်းအပရလ9ရက်နေ့တွင်သတင်းထုတ်ပြန်ထားပါတယ် တိုက်ပွဲအတွင်းစစ်ကောင်စီကဖလန်းမြုံမကြရဲအတွက်2024ခုနှစ်ဒီဇင်ဘာလအထိမှအင်အားတရာခန့်နဲ့2025ခုနှစ်မတ်လအထိမှအင်အားတရာခန့်ကိုဖိတင်ခဲ့တဲ့အပြင်လေကြောင်းကနေအကြိမ်ပေါင်း1000ကျော်တက်ခိတ်ခဲ့တဲ့ကြားကနေတိမ်ပိတ်နိုင်ခဲ့တာလို့ဆိုပါရယ်အဆိုပါစစ်စင်ကြီးကိုချင်းငင်တောင်အပြင်မဟာမိတ်တပ်ဖွဲ့များဖြစ်ကြတဲ့96 Soldiers PDF Anti-Fascist Internationalist Front AIF Burma National Revolutionary Army BNRA, Burmese Revolutionary Technical Front BRTF, Generation Z Army GZA, Gang Revolution Force GRF, Harmonious Northern Brothers HNB, Galay Revolution Force KRF, Galay Urban Guerrilla Galay UG, Minjam Black Tiger MBT, National Liberation Army NLA, Revolution Ambulance Wolf, Raw Medical Team Sagai Federal Troop, SFT, Your Defense Force, YDF, Zo Army, ZETO, Posang Kijaralo, Sobare, လန်မြို့ကိုယခုလိုတင်ပိတ်နိုင်တာဟာချင်းငင်အောင်နဲ့မဟာမိတ်များရဲ့မဆုံမနစ်သောထူးဆစ်စင်တိုက်ခိုက်မှုအာရခတက်တော် AA ရဲ့လက်နက် KN နဲ့စစ်ရေးအကြံအဉာဏ်ပံ့ပိုးကူညီမှုနဲ့မိဘပြည်သူများရဲ့ထောက်ပံ့မှုကြောင့်ဖြစ်တယ်လို့ဆိုပါရယ်။ဖလန်မြို့တင်တက်ပွဲရဲ့အတွင်းအသက်ပေးလူသွားကြတဲ့သူရေကောင်းများကိုအင်ကာပေးဆက်ကြတဲ့သူများနဲ့အောင်ပွဲရတဲ့အထိတိုက်ခိုက်ခဲ့ကြတဲ့ရဲဘော်များအလုံးကိုဂုဏ်ပြုကြောင်းနဲ့ဆက်လက်ပြီးစစ်အာဏာရှင်စနစ်ကြဆုံးပြီး Federal Democratic ကရေစီပြီးချောင်စုတိဆောက်ရေးမှာမဟာမိတ်များနဲ့ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းဖော်ပြထားပါရရှင်။မင်းဒနဲ့ဒီရိမျိုးနဲ့အကြံဖက်စစ်ကောင်စီလေချောင်းတက်ခဲမှုတွင်အရက်သားပြီးသူဇေဦးထမင်းတေဆုံတဲ့တရင်ကိုလည်းတင်ဆက်ပေးတော့ပါမရှင်။ ချမ်ပီတောင်ပိုင်းမင်းတက်နဲ့ဒီရိမ်မြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းတက်ခိမှုတွင် အရက်သားပြည်သူ၁၂ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။မင်းတမြို့နယ်တိုက်နယ်လေးဘက်ကိုနေပြူရောအီလာတက်ကနေတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးဖြင့်ည၈နာရီ၄၄မိနစ်မှာ ပေါင်900ဘုံးနဲ့တစ်ကြိမ်ည9နာရီဝန်းကျင်မှာပေါင်900ဘုံးနဲ့နောက်ထပ်တစ်ကြိမ်ဂျေချတိုက်ခိုက်ခဲ့ပြီးခရီးယန်ဓမ္မဆရာတပါးနဲ့မိသားစုဝင်၅ဦးစုစုပေါင်း6ယောက် ဝေချံပီးတည်ဆုံခဲ့တယ်လို့ဒေသခံများကပြောဆိုထားပါတယ်။ဓမ္မဆရာတပါးလင်မယားနှစ်ဦး၊သရုပ်သားတစ်ယောက်ရဲ့မင်းနှစ်ယောက်စုစုပေါင်း6ယောက်ပထမကျေးရုံကတော့အဆောက်အုံတွေမီးလောင်လို့ဓမ္မဆရာကငင်းကူနေရအက်ကနေထက်ကျေးလို့ထိပ်ပြီးဆုံးရတာဖြစ်တယ်လို့ဖြစ်စဉ်သိရှိထားသူတဦးကပြောဆိုထားပါတယ်။အလားတူတီးတိမ်မြို့နေဆိုင်ဆန်းကျေးရွာကို April 6ရက်နေ့ည7:00နာရီဝန်းကျင်မှာအကြံဖက်စစ်ကောင်စီကလေကြောင်းကနေပုံကျဲတက်ခဲ က်ခဲ့တာကြောင့်၅နှစ်အရွယ်ကလေးငယ်တွေအပါအဝင်ပြည်သူ၆ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။ဒီရီမျိုးနဲ့ခုနမိုင်ခန့်ဝေးတဲ့ဆိုင်ဇန်ဂျေးဝါကိုမေပြင်းတက်ပွေးဖြစ်ွားခြင်းမရှိဘဲလူတွေအိမ်မောကြချိန်မှာစစ်ကောင်စီတပ်ကအကြောင်းမဲ့ပုံကျဲတက်ခိုက်ခဲ့ပြီးမိသားစုတစ်ခုတည်းမှာပြည်သူ6ဦးသေဆုံးခဲ့ပြီး2ဦးဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ်3လုံးပြာကျသွားပြီးနေအိမ်10လုံးကျော်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။ ချင်းပြည်မြောက်ပိုင်းဖလန်းမြို့ကိုချင်းငင်တောင်နဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကတိမ့်ပိတ်လိုက်ကြောင်းမင်းကထုတ်ပြန်ကြေညာအပြီးမှာဒေရီမြို့နေထက်ကစိုက်စံကျေးရွာကိုစစ်ကောင်စီကပုံကျေခဲ့တာဖြစ်ပါတယ်။ဒေရီမြို့ပေါ်မှာခလာရ269တက်အခြေစိတ်ထားပြီးမြို့ပေါ်တချို့ကိုစစ်ကောင်စီကထိန်းချုပ်ထားနေစေဖြစ်ပေမဲ့ကျေးရွာတွေကိုတော့ချင်းတိုလှန်ရေးတပ်တွေကထိန်းချုပ်ထားတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ဝန်သူမျိုးနှင့်နန်းခမ်းရွာစီယုံကိုစစ်ကောင်စီကပုံကျဲတက်ခဲမှုတွင်ဒေသခံပြည်သူ30နီးပါးတည်ဆုံသွားတဲ့တရင်ကိုလည်းတင်ဆက်ပေးတော့ပါမရှင်။စကိုင်းတိုင်းဝန်သူမျိုးနှင့်နန်းခမ်းရွာကိုအကြံဖက်စစ်ကောင်စီကပုံကျဲတက်ခဲခဲ့ရာဒေသခံပြည်သူ30နီးပါးတည်ဆုံပြီးဒဏ်ရာရရှိသူအများပြားရှိကြောင်းသိရှိရပါတယ်။မိတ်ချလာတက်မှတက်လာသောဂျက်ဖိုက်တာတစ်စင်းဖြင့် ဧပြီလ9ရက်နေ့မွန်လွေ3နာရီခန့်ကနန်းခမ်းရွာကိုပုံကျဲတက်ခဲ့ခဲ့ရာနန်းခမ်းရွာဈေးရုံနဲ့ကျွန်းတော် Wi-Fi ဆိုင်နဲ့ကျောင်းဟောင်းတို့ကိုပုံကျရောက်ပောက်ကွဲပြီးလက်တလောထိခိုက်ဒေဆုံးသူ30နီးပါးရှိနေပြီးဒေဆုံးသူများကိုထက်မှန်ရှာဖွေနေကြောင်းသိရှိရပါတယ်။တရင်းရင်မြစ်ကလေကျောင်းကနေပုံလေးလုံးကျေးသွားတာဆေးရုံရှိကိုကြာတာ လူတွေအတော်သေးတယ်။အနီးအနားတွေလည်းရစရာကိုမရှိဘူး။စိုက်ကခွက်ရက်နဲ့မိသေးပါသွားတာတွေလည်းရှိပါတယ်။ညနေပဲထက်ပြီးလေကြောင်းကလာကျေးသေးတယ်။မိတွေလည်းလောင်နေလို့အေယာဝတီ time ကိုအတီးပြို့ပြောဆိုထားပါတယ်။ဒေါ်လာရင်းတဖွဲ့များက PK ရဲ့ရက်ပိုင်းကစကိုင်းတိုင်းအင်းတော်မျိုးကိုတင်ပိုက်ပြီးနောက်စစ်ကောင်စီကအင်းတော်နဲ့အနီးအနားမြို့နီများကိုပုံချေချတိုက်ခိုက်မှုများဆက်တိုက်ပြိုးလုလာခြင်းဖြစ်ပါတယ်။ စစ်ကောင်စီတီးပြီးခဲ့တဲ့ April 2ရက်နေ့ကသုံးပတ်ကြာအပြစ်ခတ်ရက်စေးတီဟုထုတ်ပြန်ခဲ့ပြီးနောက်မေပြင်တွင်အပြစ်ရက်စေးခြင်းမရှိဘဲစစ်ကြောင်းထူးခြင်းနဲ့လေကြောင်းမပုံကျဲခြင်းတို့ကိုဆက်တိုက်ပြုလုပ်နေတယ်လို့သိရှိရပါတယ်ရှင်။ဗမော်တိုက်ပွဲတွင်စစ်ကောင်စီတပ်အရာရှိ၈ဦးအပါအဝင်တပ်ဖွဲ့ဝင်900နီးပါးတေဆုံးပျောက်ဆုံးမှုရှိတဲ့တဲ့ရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ ကချင်ပြည်နယ်ဗမောမြို့တိုင်းတပ်ပွဲတွင်စစ်ကောင်စီဘက်ကအရာရှိ၈ဦးအပါအဝင်တပ်ဖွဲ့ဝင်900နီးပါးတေဆုံးပျောက်ဆုံးမှုရှိကြောင်းသိရှိရပါတယ်။မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ပြီးခဲ့တဲ့ဒီဇင်ဘာလ24ရက်နေ့မှမတ်လ25ရက်နေ့အထိဘေးပူးတဲ့စစ်ရင်အရာဗမောတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်496ဦးရှိပြီးအရာရှိ၈ဦးပါဝင်ကြောင်းစစ်ရေးတရင်ရင်မြစ်ထံမှသိရှိရပါတယ်။ စစ်ရေးတရင်ရင်မြစ်ကစစ်တပ်က drone တွေအကြီးကသုံးပြီးတက်ခိုက်လို့ KIA ဘက်ကထိခိုက်မှု ရှိတယ်လို့စစ်တပ်ဘက်ကလည်းရချီတေဆုံးမှုရှိတယ်။တက်ရင်ဌာနချုပ်20လောက်ကိုပတ်တိုက်နေရတာမို့အချိန်ယူပါတယ်လို့အရာဝတီ time ကို အတည်ပြုပြောဆိုထားပါတယ်။ ကချင်လွတ်လပ်ရေးတမတော် KIA ဒီပမော်မြုပ်တင်တဲ့ပွဲကိုပြီးခဲ့တဲ့ဇန်နဝါရီ၄ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုများပြီးစစ်ကောင်စီဒီပမော်မြုပ်ကို April 6ရက်နေ့အထိလေကြောင်းမှပုံကျဲတိုက်ခိုက်မှုတွေလုပ်နေပြီး drone များအပါခြေချတိုက်ခိုက်နေကြောင်းကချင်သတင်းရင်းမြစ်ထံမှသိရှိရပါတယ်။ ကချင်းတရင်ရမြက်ကစစ်တက်ကအပြစ်ရက်တယ်ပြောပေမဲ့မေပင်မာတော့အပြစ်မရက်ပါဘူးပမောကိုဘုံတောက်လျှောက်ကြည့်တယ်စစ်ကြောင်းထိုးတယ်ဒီနေ့မနေ့ကိုဘုံလာကြည့်ပါတယ်လို့ပြောဆိုထားပါတယ်စစ်ကောင်စီက drone နည်းပညာကိုမြင့်တင်ပြီး drone အထူးတပ်ဖွဲ့များထား၍တက်ခိုက်နေက KIA ဘက်ကပစ်ချလိုက်တဲ့ drone အရေအတွက်အားအစားထိုးရန်အရေးပေါ်တောင်းခံမှုများရှိနေပြီးစစ်ကောင်စီသည် Hexa drone နဲ့ heavy drone drone တပ်ဖွဲ့နှစ်ခုခွဲ၍ drone နီးပညာကျွမ်းကျင်အဖွဲ့များနဲ့ between ထုတ် drone များကိုပါနီးပညာဖြင့်သုံးဆွဲလာခြင်းဖြစ်တယ်လို့သိရှိရပါရှင်။ငလင်ဘေးရန်ကြုံနေချင်းစစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီးဖြင့်တိုက်ခိုက်မှုကြောင့်အရက်သားပြည်သူ90ကျော်သေဆုံးလို့ UNG ပြောကြားတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။အင်အားပေးငလင်ပေးရန်ကြုံနေရချိန်မှာစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်တပတ်အတွင်းအရက်သား92ဦးသေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ UNG လူအခွင့်အရေးဌာနကအပရလ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ငလင်လောက်ကမှုဖြစ်ပေါ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေအပရလ10ရက်နေ့အထိ ကောက်ယူအတည်ပြုထားတဲ့အချက်လက်တွေအရအကြံဖက်စစ်ကောင်စီကတပတ်အတွင်းလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုအကြိမ်92ကြိမ်ပြိုလုခဲ့ပြီးအသက်18နှစ်အောက်ကလေးငယ်6ဦးနဲ့အမျိုးသမီး30ဦးအပါဝင်ပြီးထိခိုက်ဒဏ်ရာရရှိသူ92ဦးရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီတိုက်ခိုက်မှုအထဲမှာငလင်ဘေးရန်ကိုအဆိုအဝါဆုံးခန်းဆားခဲ့ရတဲ့စကိုင်းတိုင်းမှာ တိုက်ခိုက်မှုအချိန်ကြီး18ကြိမ်မန္တလေးတိုင်းမှာတိုက်ခိုက်မှုအချိန်ကြီး18ကြိမ်ရှိခဲ့တယ်လို့လည်းဆိုပါရယ်စစ်ကောင်စီအနေနဲ့အပရလ၂ရက်နေ့ကနေ၂၂ရက်နေ့အထိယာယီအပြစ်ရက်မယ်လို့ကြေညာထားပေမဲ့ချင်း၊ကချင်း၊ရခိုင်၊မန္တလေး၊စကိုင်း၊အေယဝတီ၊မကွေး၊ရှမ်း၊ကရင်နီ၊ပခိုး၊ကရင်၊မွန်စတဲ့ဒေသတွေမှာ လေကြောင်းနဲ့လက်နက်ကြီးဖြင့်ဆက်လက်တိုက်ခိုက်တွေကြိုးလုံနေတယ်လို့သိရှိရပါတယ်ချင်း။ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပေးကြနာတော့ပါမရှင်။ချင်းလင်းချင်တဲ့သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခိုင်မြောက်နိုင်ကြပါစေရှင်။